ားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်လေးတို့ကိုကျမရဲ့ Aurora Cartoon Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျမကတော့အစီအစဉ်တစ်ဆက်သူနန်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဇလန်ကလေးတစ်ပုဒ်ကိုတင်ဆက်ပေးကြပါရစေ။ဒါကြောင့်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဇလန်လေးရဲ့အစောထိပ်ကိုကြည့်ရှုအားပေးကြပါအောင်နော်။ကျမကြည့်ကောင်းရလားကုလူတို့။သွားမှများတခုခုညက်နေသေးလား။ညက်နေပြပြကြပါအောင်နော်။ကျမရဲ့လက်ထောက်ကိုကျမရှုံတာမဟုတ်ပါဘူး။ သူကကျမကိုချိန်မုန်းနေရလေတိလားတနေ့တုန်းကကျမရဲ့တငယ်ချင်းတယောက်ကိုသူ့နားကကြက်တွေလိုမျိုးအနှံ့ရတယ်လို့ပြောလိုက်တာသူကြားတော့တယ်ထင်တယ်ဒါပေမဲ့တကယ်ကြီးကိုပဲသူကျမနာကိုကတ်လာတဲ့အခါကတော့ကတော့နဲ့သူကကျမစားမဲ့ဟာရီတက်ကိုတတွေးထွက်ထွက်ထားလာမသိဘူးဒရိုက်တာဒီပိုင်းဖြတ်ပြပါနော်โอเค Hi ကျမကစီစီပါနယူးယောက်ကမော်ရယ်လေပြီးတော့ဘလော့ဂါတယောက်လည်းဖြစ်ပါတယ်အခုရှင်တို့ကရမန်နဲ့တူတူအပိုင်းနှစ်ကိုဆက်ပြဖို့အတွက်မျှော်လင့်ထားကြရမလား ကျမပြောတော့ကိုအထင်မလဲကြပါနဲ့အောင်ကျမတို့ချစ်ပါတယ်ဒါပေမဲ့ကျမအဲ့ဒီ concert show rapper ထက်အများကြီးတာလေသူကရှင်တို့ကိုသူ့ရဲ့နာမည်အရှင်တို့ဘယ်စာတိကနေလာတဲ့ဆိုတော့ဘယ်တော့မှပြပြဘူးလို့လဲဒါပေမဲ့ကျမကတော့ပူပင်လေးနေတမပါကျမအနေနဲ့ဒါတွေကိုချပြလိုက်လို့လည်းပြဿနာမရှိပါဘူးကျမရဲ့နာမည်အပြည့်စုံကအစစ်စီလီလာတဲ့ခဏလေးနော်ကျမစီကိုငကားချင်းစီကဖုံးဝင်လာလို့ကျမရဲ့အမေလေးဒါကတိတ်ကောင်းတဲ့ကိစ္စတော့မဖြစ်နိုင်ဘူး ခဏနေတိုင်ပြီးတော့ပြန်လာခင်မယ်နော်။ Okay ။ကျမတို့ပြောနေရပေးရောက်သွားကြပြီလေ။အော်တကယ်ကအလုတ်များနေရရာမန်နဲ့သူ့ရဲ့ကာတွန်းဆရာကနေမကောင်းဖြစ်သွားတာ။အဲ့ဒီတော့သူလည်းနောက်ထပ်ပိုင်းတွေကိုမထုတ်နိုင်တော့တာပေါ့။ဒါပေမဲ့ကျမတို့ channel ကတော့ပရိသတ်တို့ကိုစိတ်ပြအောင်မလုပ်ပါဘူး။ကျမကတော့ရှေ့ဆက်ပြီးတော့ရှိနေရအောင်မလေး။စမမကပြပြစရာဇာကြောင့်လေးနည်းနည်းပပတော့ရှိနေပါရယ်။စမကရီဟာနာနဲ့သူတစ်ရှင်းတွေကိုအရှမ်းမဲကြိုက်တာပါ။ Shine bright like a diamond ဆိုတဲ့တခြင်းလေး။ ဒါပေမဲ့စမိုက်နာဇာကလွဲသွားပြီးတော့ရှမ်ဘလက်ကတီမိုးဆိုပြီးတော့ကြားသွားမိလိုက်တာ။ဘာဖြစ်လို့မကောင်းဆွားကိုလှောက်ခါမှာလဲဆိုပြီးတော့အချမတွေးနေကြတာပေါ့။မိစာရီကသူတို့ခန္ဓာကိုယ်ကိုလှောက်ခါနေတာမြင်ပွေးတဲ့သူရှိလားဆိုပြီးတော့ကျမရဲ့အထွေထွေမှာရှိနေခဲ့ပါတယ်။ပြီးတော့ပရိသတ်တို့လည်းသိတဲ့အတိုင်းပဲကျမကပျော်ပျော်နေတဲ့ကောင်မလေးဆိုတော့ဘာကူမှမေးခွန်းမထုတ်တတ်ဘူးလေ။ပြီးတော့ဘဝကိုထိတိုင်းပဲရှေ့ဆက်သွားလိုက်တာပဲ။ကျမကဘလို့လို့ပျော်ပျော်နေတတ်ပြီးတော့တတတတလေးနေတဲ့ကောင်မလေးဖြစ်နေရတာလေ။ အကြံပြချက်ကတော့ကျွန်မမိပါရိကအချင်းမကောင်းကြဘူးလေပြိတ္တတို့လည်းသိပါရယ်အချင်းမကောင်းကြတဲ့လူရောက်မာရီလို့ပေါ့ဟာဟာတူတူပြောရရင်တော့လက်လျှော့လိုက်ပြီးတော့ကို့ဘွားကိုဒီတိုင်းလေးပဲနေနေကြတာပါဘာလို့လဲဆိုတော့ကျွန်မမှာတခြားရွေးချယ်ရှာလည်းမရှိဘူးလေကျွန်မကပြင်သစ်မိသားစုတစ်ခုမှာမွေးဖွားလာခဲ့ပါရယ်ပြီးတော့မှ US ကိုပြောင်းလာခဲ့ကြတာပေါ့ကျားတော့ကြလာပါပြီဒါပေမဲ့ကျွန်မမိပါရိကတော့ဖေမအနက်ဆွဲသလိုမျိုးကိုလုံနေချသေးတာပဲကျမကအရှုပ်အိမ်အစည်းအဝေးမှာနေခဲ့တာပါ အဲ့ဒီအိမ်ထဲမှာအကုန်လုံးကဝါညိုရောင်နေကြီးပဲပြီးတော့ပြိတ္တတို့မှန်းကြည့်လိုက် နောက်ထပ်ရောင်တွေသုံးရင်လည်းအဆင်မပြေပါဘူးပြီးတော့သူတို့မှာကတခြားစီးမျက်စိကနေရှိသေးတယ်လေစကားညင်ညင်သာသာပြောရမယ်ဒါပေမဲ့မရှိမလင်းတော့မပြောအောင်မမက်ရင်ရမယ်စပွဲပေါ်မှာလက်မတင်ရအောင်ရဲလို့ရှင်လည်းတွားပေါ်အောင်လို့မရေရအောင်နင်ကအမီးမဟုတ်ဘူးနော်ဒါကဟေ့တောက်တဲ့ဆုံးဒါကအချုပ်ပွဲစားရဆုံးဒီခရင်နဲ့သာအသားစားနေတာကိုနင်ရဲ့အဖိုးအဖွားတွေသာတွေ့လို့ကတော့ သူတို့ဂူထဲကိုပြန်ပြီးတော့ဝင်သွားလိမ့်မယ်တိလားအယူတွေငါ့ကိုတင်းနေကုန်ကြည့်နေတာအပြင်ဒီနုမှာတစားလစ်ဆံမရှိဘူးလားညုံအာအရှင်ဆုံးလူတယောက်ကရှယ်တဲ့အခါဘာနဲ့တူလဲဆိုတော့ကိုပုံပြမယ်တောင်မပေါ်ပဲနဲ့လာပြီးတော့ရှယ်ပြနေရင်အယူနဲ့တူရဟုတ်တယ်မလားအမေရဲ့ဇာဖီပီရဲ့နောက်မှာသူများကိုကဲ့ရတဲ့တည်းရလေတရှူတော်မှဖြစ်နိုင်တယ်တခါတော့ကဆိုရင်ကျမဦးရင်နေမှာကစားနေတော့နှာခေါင်းထဲကနှစ်ချိပက်ကိုကလော့ပြီးတော့နေကြဘက်ကိုသွားထားပါသေးတယ် လှုပ်ဆံမှာဒါမျိုးကလေးတွေလှုပ်တဲ့ဆိုတာကတတ်မှတ်မှာပဲပြိတ္တတို့လည်းလှုပ်ဘူးရဲဆိုတာကျမသိတယ်နော်အရှမ်းကိုမိုက်တဲ့ပုံစံဟန်ဆမ်နေကြတဲ့ကျမလည်းကြည့်လိုက်တော့ Vivian ကကျမကိုဒီလိုပုံစံနဲ့ကြည့်နေတာတွေ့လိုက်ရတာပဲဒီတော့အင်ပေါ်လေးဒီလိုရှုပ်ထွေးတဲ့မိသားစုကြီးတွေမှာကျမအမြဲတမ်းဝန်မဆက်တဲ့သူတယောက်ပါကျမကမိကလေးမဆန်တာတော့မဟုတ်ပါဘူးဒီကတော့ကျမလည်း fashion ကိုသဘောကျပါတယ် ကျမအလဲခက်လောက်တော့ကတကယ်ကိုတမိုးရှိရဲ့အစားပေးတဲ့အစားကိုရေးထားတဲ့မဂ္ဂဇင်းတစ်စာကိုအတင်းဖတ်ခိုင်းကြခဲ့တယ်လေ။ဒါပေမဲ့ကျမမိဘတွေမျှော်လင့်ထားကြတယ်လို့မျိုးအထက်တန်းစားစားနဲ့အမျိုးသမီးတယောက်ဖြစ်လာရတဲ့အထိကျမမရဲ့ချက်သေးပါဘူး။တခါတော့ကဆိုရင် ကိုရက်မှာပေါ့။ကျမကတင်ငယ်ချင်းတယောက်နဲ့စူပါမတ်ကမှာဈေးဝယ်ထိုင်နေတာ။ဘာလို့လဲဆိုတော့အဲ့ဒီတင်ငယ်ချင်းကသူ့ကောင်လေးအတွက်ဟိဆက်ကြွေးချင်လို့ရက်။ကိုရက်မှာတော့ကောင်မလေးတွေကကောင်လေးတွေကိုအယူမှုဖြစ်ကြတာပါပဲ။ တောင်လေးရစီကိုပြည့်ကျွေသွားရောက်တဲ့အထီကိုစိတ်လွတ်မသွားတာကျမတယောက်ပဲရှိရလေဒီတော့ကျမလည်းပြေးနေတာပေါ့အဲ့ဒါကြောင့်ကျမလည်းတငယ်ချင်းရဲ့ဈေးဝယ်လက်ရက်ကိုဝင်ပြီးတော့စီနေနာကိုတူပေးဖို့အတွက်သူ့ပြောလိုက်တယ်နှစ်ယောက်သားအယူရီလိုမျိုးရှင်မောနေကြတာပေါ့အဲ့ဒီအချိန်မှာရုတ်တရက်သူ့အချေချောသွားပြီးတော့ဈေးဝယ်ရှင်ကိုလက်ထက်ကလွတ်သွားတယ်လေကျမလည်းဖယောသီတက်နဲ့ကိုတိတ်တိတ်ကြီးဝင်သွားတယ်ညလုံးတွေကိုဖွင့်ကြည့်လိုက်တော့သိချရဲကျမတော့ကောင်းကင်ဘုတ်ကိုရောက်နေပြီနေပါ ။ဘာလို့လဲဆိုတော့ကိုရကိုကအပြစ်နဲ့နဲ့သားလေးတစ်ပါးကကျမကိုငုံချနေတာမဟုတ်လို့လေ။မင်းအဆင်ပြေရဲ့လား။ကျမအသေးသားပြီလားမသိဘူး။ကိုကတော့မင်းကိုမသိပါစေနဲ့လို့မျှော်လင့်တာပဲ။ဘာလို့လဲဆိုတော့မင်းကဒီဖျဲတိပိုးတွေကိုရှောအောင်ပါလေ။ပြီးတော့သူကပြောလိုက်တယ်။ Okay ကျမလည်းကောင်းလေးကိုအယူမှုဖြစ်သွားတာပေါ့။ဒီတော့ဒီတော့ကျမကိုတရားဆွဲလိုက်တော့သူနမရတန်ကြီးရဲ့သူကကျမထက်အသက်နှစ်နှစ်ပိုကြီးတယ်။ ပြီးတော့အချိန်မှအလုတ်သမားနေနဲ့ဒီမှလာပြီးတော့အရှောင်းကိုလုံနေရဖြစ်ပါတယ်။ကျမရဲ့တွေ့ဆုံမှုကရုတ်တရက်ဆန်တယ်လေ။ပြီးတော့သူကကျမကိုရှောက်လိုက်ဖို့အတွက်ခေါ်တယ်။ကျမဖျက်တီးဖို့ရုပ်ကိုလည်းရှောက်လိုက်ပါတယ်။ဒါပေမဲ့နောက်မှသိလိုက်ရတာကအဲ့ဆိုင်ရဲ့စီမင်းစီကံကပတော်တဆမှုဖြစ်မှုရဲ့အတွက်ရောပြေးစရာမလိုဘူးရက်။ကျမထေတန်နီကဒီငွေတွေကိုယူထားတာတင်တယ်။ပြီးတော့အဲ့အကြောင်းကိုတော့သူ့ကိုမေးမိရောပါဘူး။ဘာလို့ဆိုတော့တချို့တပုတ်ကိုနားစားလွှဲခဲ့တဲ့သူက ဒီတိုင်းဆက်ပြီးတော့နားထောင်မိနေလောက်အောင်ပဲကျမကမိကုမထွက်တော့လို့လေထားပါတော့နောက်တစ်ပတ်လောက်လည်းနေရောကျမတို့တရားဝင်တွဲလိုက်ကြရယ်ပြီးတော့ပြိတ္တတို့သိတဲ့အတိုင်းပဲမိုးမမြင်လေးမမြင်တဲ့အချိန်နေကြတဲ့အချိန်နေဆိုရင်ကောင်းကင်ကြီးကလည်းပို့ပြီးတော့ပြားနေမြစ်တွေကလည်းပို့ပြီးတော့စိမ့်နေရယ်လေကလည်းလာဗန်ဒါနဲ့လေးတင်းနေရပါလေကျမရဲ့ကပင်းပင်း15နှစ်အရွယ်အုံတော့ကကျမရဲ့ဖူးစာဘက်ကိုရှာတွေ့ပြီးဆိုပြီးတော့တွတ်တွတ်နဲ့ပြောနေတာပြီးတော့ကျမတို့ကအကြိုက်ချင်းလက်တူကြရယ် သူ့ဘေးနားမှာဆိုရင်ကျမရဲ့ပုံစံအစ်စ်မတန်းကိုနေလို့ရတယ်။ကျမမိဘတွေကတော့သဘောမချပါဘူး။ဘာလို့လဲဆိုတော့သူကကျမတို့လိုမျိုးအစ်စ်တန်းတွေကမဟုတ်လို့ပါရဲ့။ဒါကလည်းကျမကဂိမ်းဆိုင်ပါဘူး။ဂျန်နီကပြီးပြည့်စုံတယ်။ဘာလို့လဲဆိုတော့အရှင်မလည်းတေချာမပြောတတ်ပါဘူး။အဲ့ဒီအချိန်မှာစပြီးတော့အစ်စ်မပြည့်မှုတွေဖြစ်လာတာပေါ့။ပြီးတော့လာဗန်ဒါတွေကလည်းစပြီးတော့ပုတ်လာတယ်။ဘာလို့ဆိုတော့သူကတက်ကတူသွားတက်တော့မှဆိုတော့အလုပ်တွေကိုတော့အားများလာခဲ့လို့ပါ။နောက်တစ်ချက်ကတရားရောက်ကကျမရဲ့ blog ကိုတွေ့သွားပြီးတော့ ိုရဲမော်မော်ရနီနဲ့ကန်လာလာလို့လည်းဖြစ်နိုင်ပါတယ်။ဒါကကျမတို့အတွက် fashion လောကရဲ့ကိုဝင်ဖို့အတွက်အခွင့်အရေးအကြီးကြီးလေး။ပြီးတော့ကျမတို့ကဝင်းနေလက်အဆင်ပြေမယ်ဆိုပြီးတော့ကျမကတေချာယုံကြည်ထားခဲ့တာပါ။အင်းကျမတို့ကနီနီလေးမှရှိနေတာတော့မှနှစ်ယောက်သားမဲ့တက်ကြလို့လေ။အခုတော့ကျမတို့ကညင်းရင်ခုန်ရင်နဲ့တယောက်ပေါ်တယောက်တစ်ချိန်လုံးဒေါသထွက်နေကြတယ်။ဒန်နီရဲ့ဒီပုံတွေကိုနေတွေ့လား။အင်းဒီပုံကဒန်နီရဲ့ငငယ်တော့ကအရှုံးသမားရုပ်ပဲတွေ့လားဘလောက်တော်ဆေးရှုပ်စရာကောင်းလိုက်လဲတချမ်းပြုတ်နေပုံကြီးလဲ ူကသူလည်းမှန်တယ်လို့ထင်တဲ့အခါတိုင်းအဲ့ဒီလိုပြောနေကြပဲလေအမြဲတမ်းအဲ့ဒီပုံစံပဲဘသူအဆင်မရှိဘဲနေမှလဲဟာနောက်ထပ်တိတ်တိတ်လေးတွေလည်းရှိပါသေးတယ်။သူကဘာဖြစ်လို့ဟာတရီကြီးပြောနေရလဲသူ့နာကိုဘာဖြစ်လို့ခဏခဏကိုင်းနေရလဲလူလူမျိုးနာမရှိဘဲနဲ့ဘာဖြစ်လို့ရကုန်းလုံးနှာချီနေရတာလဲကျမတို့အပြင်သွားရင်လည်းပြစ်တင်တာတွေဖြစ်တာများလာပါတယ်။တခါရင်ကဆိုရင်ကျမတို့ညစာထွက်စားတဲ့အချိန်မှာသူပေါ်ကျမမှထားတဲ့အလူချော်တွေကိုစားနေရ။ဒီမှာဖြစ်လို့ကိုပတ်တော်ကမှထားတဲ့ဟာတွေမစားရလဲ။ ငါမမစားချင်တာအဲ့ဒါဆိုရင်လည်းငါဟာဘာလို့ယူစားနေရလဲငါနေနေပဲစားရသေးတယ်နေစားတာပကံတော့ကုံတော့မယ်နော်ကိုကောင်လေးကိုတော့မှအလူချောက်ချောက်လေးတော့မတတာတော့ဘူးလားအလူချောက်ချောက်ပြောနေရမဟုတ်ဘူးဟဲ့နေမဲပြောတော့မကြိုက်ဘူးဆိုပြီးပြောပြီးတော့ငါဟာတွေကိုအကုန်လုံးစားသွားတယ်ညင်လိန်နေလို့ငါပြောနေရတာအခုကျငါကလူဆိုးပဲဖြစ်ရတယ်စီစီနေရှူးလို့လုံးမနေနဲ့ညအလူချောက်တွေကိုအကုန်စားချင်တာလားရော့စားလိုက် ဆင်မတို့လည်း၃နှစ်ကြာအတွက်ခဲ့ပြီးတဲ့နောက်မှာတော့ပြတ်သွားခဲ့ရပါတယ်။ကိုရဲ့ချစ်စိုးတငယ်ချင်းကိုရီးစားတော်ရတဲ့အဖြစ်ဆိုးကတော့ပြတ်သွားတဲ့အခါကျရင်တငယ်ချင်းကိုပါဆုံးရှုံးလိုက်ရတာပါ။ဒါပေမဲ့လည်းစိတ်ပူပူကြပါနဲ့ကိုလူတို့ရဲ့အတွေ့အကြုံသေးလို့ပဲသဘောထားလိုက်ကြတာပေါ့။ကျမလည်းမော်ရယ်အဖြစ်နဲ့ကန်းလန်းလာတာကိုလက်ခံလိုက်ပြီးတော့အထက်တန်းပြပြချင်းမှာပဲကျမလည်းမဟန်တက်ကိုထွက်လာခဲ့လိုက်ပါတယ်။ပြီးပါရယ်ကတော့ကျမရဲ့ရွေးချယ်မှုကိုစိတ်ပြက်ခဲ့ကြပါတယ်။မဟုတ်သေးပါဘူး။ကျမကဒီနေရာကနေထွက်တော့ဖို့လိုအပ်ပါတယ်။ ပြီးတော့ကျမလည်းအဲ့ဒီချိန်ထွက်လာပြီးကြက်ကအိမ်ကိုပြန်ပြစ်ခဲ့ပါဦးအခုတော့အထက်တန်းစားသားပြန်လဲဆုပ်တွေ့ပွဲအတွက်ဖိတ်စာကိုကျမရလိုက်ပါရယ်ကျမလည်းအိမ်ပြန်ဖို့အတွက်အထက်ကစီချိန်ကောင်းတစ်ခုလိုချင်တာပဲပြီးတော့ထန်းဒီလည်းအိမ်ပြောင်းသွားပြီတဲ့ဒီတော့ကျမတက်ဘာကိစ္စမှမရှိတော့လေစီစီရှူလိုက်တဲ့ကောင်ပါလေကျမမိဘတွေကိုတွေ့လိုက်ရတဲ့အခါမှာသူတို့ကိုကျမအရှမ်းလွမ်းနေမှသိသွားပါရယ်သူတို့ကြည့်ရတာကလည်းပျော်နေတဲ့ပုံပါပဲစီစီလီယာဘာဖြစ်လို့လဲ ညရဲကညစ်ပတ်တဲ့ literature မျက်လုံးထိတော်ရလားသမီးမဟုတ်ပါဘူးအမေရဲ့သမီးမျက်လုံးနဲ့တခုခုဝင်သွားလို့ပါစပုံမှုကိုသမီးအကြိုက်ဆုံးအချွတ်ဝဲပြပြဖို့အတွက်အမေပြောထားရယ်နော် strawberry အချွတ်ဝဲလေးအဲ့ဒါကအဖေရဲ့အကြိုက်ပါသမီးက strawberry နဲ့မတည့်ဘူးလေဒါပေမဲ့စစပေးတာကတော့အသိမှတ်ပြပါရယ်ပြီးတော့အမလီလေးကျမရဲ့အိပ်ရာလေးကိုကျေးဇူးတင်လိုက်တာငါကဘာလို့များဒီလိုဘဝလေးကိုထပ်ပြီးတော့လက်လွတ်ရမှာလဲနော် ပြီးတဲ့နောက်ကျမလည်းကျောင်းသားအတွေ့အဆုံပွဲမှာတင်ငယ်ချင်းတွေနဲ့အတူပြောနေခဲ့ပါဗျ။အဲ့ဒီအချိန်မှာစပင်ရှင်ညိုအောင်နဲ့အနီယာဝစ်ဆောင်ကိုဝေထားတဲ့ကောင်မလေးကိုတွေ့လိုက်ရပါဗျ။ပရိသတ်တို့တည်လား။အဲ့ဒီဝစ်ဆောင်ကလေအရန်ကိုယုံကြည်မှုရှိတဲ့ကောင်မလေးတွေပဲဝေရတာပါ။ပြီးတော့သူတို့ကိုကြည့်ရင်းနဲ့ပဲတဖြည်းဖြည်းကိုကိုမပြည့်စုံတော့သူလိုမျိုးခံစားလာရတယ်လေ။ဟဲ့အဲ့ဒီကောင်မလေးနဲ့ငါတို့ကတနေ့တည်းမဟုတ်မလား။ရှိရှိ၊ तू ကရေဂျီနာလေ။ဘာ?ဖြစ်နိုင်တာဟာငါရေဂျီနာကိုသိပါရဲ့။ ။ "तू อ่ะตั้วไถนี่ตัดทาပြီးတော့မျက်မှတ်အထူးကြီးနဲ့တောင်းမလား။ချစ်စရာတော့ကောင်းပါရဲ့။ဒါပေမဲ့နင်းနဲ့ဝရလေ။သိရမလား။ခက်ပြစ်ပြစ်ပုံစံလေး။ဟုတ်တယ်။နင်ပြောနေရဂျီနာပဲ။ तू อ่ะအရန်ကိုလှလာတာလေ။ပြီးတော့ဘာဖြစ်သွားလဲဒီလား။အဲ့ဒီအချိန်မှာပဲဝစ်ဆိုပြေဝဲထားတဲ့အရေးရှိရှိကောင်းလေးတယောက်ကရဂျီနာစီကိုရှောင်းလန်းလာပြီးတော့နားလိုက်ပါရယ်။ဂျန်နီဖခင်ကြီးငါတော့ကြည့်ဖို့တော့အဆင်မဖြစ်သေးဘူးလေ။သူငါ့ကိုမမြင်ခင်မှာငါအမြင်ပြေးမရတော့မယ်။ ဒါပေမဲ့စမတ်ထွက်သွားဖို့လုပ်တဲ့အချိန်မှာပဲကိုချရော့ကို6ရက်နဲ့ချိန်သွားပြီးတော့တပ်ပုံရိုက်တဲ့အခန်းကလေးတွေကိုတန်းဝင်သွားခဲ့ပါတယ်။နောက်ထပ် Instagram မှာတင်ဖို့အတွက်ကျမရဲ့ post ကအသစ်ဖြစ်သွားတာပေါ့။ရီးစားဟုတ်နဲ့ရီးစားဟုတ်ရဲ့ခက်စားစားကောက်မလေးရှိမှမှငါဘလို့ရောအချက်ကွက်လိုက်တာလဲ။ငါတွေ့လိုက်တိုင်းမင်းရဲ့ဘာဖြစ်လို့အမြဲတမ်းချော်လဲနေရတာလဲနော်။ငါဖျော်လာကြည့်မနေနဲ့နှာဘူးကောင်ရဲ့။ဘာငါကြိတ်နဲ့ငါမကြည့်ဘူးနော်။ထထအယူရဲ့ဒုက္ခပဲ။ तू आज မမမိထားတော့ငါထထမှာပို့ပြီးတော့ချစ်ဖို့ကောင်းနေသေးတယ်။ နင်ကတော့ကျောင်းကတော့မသွားခဲ့ပဲတဲ့ဘလို့ဖြစ်လို့ဒီရောက်နေရတာလဲငါတီရောရေဂျီနာနဲ့လာရစီစီနင်ကအရှင်တော့ကအတိုင်ချောနေတော့မယ်နော်ကျောင်းရဲ့နင်မကြီးစုံကောင်မလေးလေနင်နင်လက်ချိကောင်ပါရဲဒီမဲနင်သာလာမမဲသိရင်ငါတဲနေမဖိတ်ပါဘူးပြီးတော့နင်တို့နှစ်ယောက်ကအရှင်တော့ကကိစ္စရည်နဲ့ဆိုတော့ရှက်ကိုရှက်ကနေဖြစ်နေစားရမှာပေါ့တော်ပါဟာအဲ့အရာကဟိုးပိုးဝင်တဲ့တရားဟာတွေပါငါလည်းတွေးကြတဲ့ကောင်လေးတွေကတယောက်ပြီးတယောက်ပြောင်းသွားတာအရှောင်၄ယောက်လောက်တောင်ရှိနေပြီလေ ်ဆင်ပြေပါရဲဟာဘာမှမဖြစ်ပါဘူးသူတို့ညောက်ကိုကျမအတူတူမြင်နေရတာကစိတ်ထဲမှာမိတောက်နေတယ်လို့ပါပဲဒီမှာပြိတ္တကြီးတို့ကျမကမစင်စားတတ်ဘူးဆိုတာဟုတ်ပါတယ်ကျမလည်းတန်ဒီကတက်တလုံးရေးစားမထားပဲနေမယ်လို့ပြောထားပါဘူးကျမကမင်္ဂလာဆောင်ပြီးတော့တောက်ဦးလေးမွေးတဲ့အချိန်ထိသူကလူပြိုကြီးလုံနေမယ်ဆိုရင်လည်းကောင်းတာပဲအဲ့ဒါကိုကျမမထိန်းချုပ်လို့မရတာလေဟုတ်တယ်မလားဒါပေမဲ့ဘာဖြစ်လို့လဲအခုကအဲ့ဒီကောင်မလေးကကျမထပ်ပို့ပြီးတော့လှနေလို့မရလားအဲ့ဒီလိုမျိုးဖြစ်လာမှမဟုတ်ဘူးလေ အာကတ်တော့ဆရာကြီးရိုးဆိုးဆိုးပုံစံတစ်ခုပြတော့ဒါမဟုတ်အာဒါလည်းမဟုတ်ဘူးသူကလှနေတော့မယ်ဒီတစ်ခုလည်းမဟုတ်သေးဘူးလှရဲလှရဲလှရဲဟုတ်ပြီလားကတ်တော့ဆရာကျမရှုံးပါရဲတယောက်လောက်ဝိုင်းပြီးတော့ကျမကိုကူရေးပေးလို့ရလားဟုတ်ပြီဒီတစ်ပုံပဲကြည်သူ့မျက်နှာကိုကြည့်လိုက်အောင်ဒါဗင်ချီရဲ့ရွှေအချိုးတန်းကိုလှုပ်ထားတဲ့ပုံစံပဲပြီးတော့အဲ့ဒီစပင်းနဲ့နဲ့လေးရဲငယ်တကောင်လိုမျိုးလေးတိုင်းလေးရှိတယ်ပြီးတော့ပြပြဆန်တဲ့သူ့ရဲ့အသားရည် ဆီရံလေးကလည်းရှည်ရှည်လေးရီဟာမဟုတ်သေးပါဘူးငါကင်းနေရမဟုတ်ဘူးနော်ငါသာကင်းဆိုရလဲတေချာပေါက်သူကငါ့ရဲ့အစိုက်ဖြစ်နေတာဆီဆီလီယာနေဘသူနဲ့ပြောနေရလဲကင်းဆိုရကြားလိုက်တယ်နေကင်းနေရလားငါတို့ကပွင့်သေးကြတဲ့သူတွေမဟုတ်ပြီမလဲဒါဆိုရင်ငါတို့ကမြင်းမြစ်ချီရတော့ဘူးပေါ့အာအဲ့ဒါမဟုတ်သေးပါဘူးကိုလူလိုကျမလည်းလိုင်းပေါ်ကိုတက်လာပြီးတော့ရေဂျီနာနဲ့ဒန်နီရဲ့အကြောင်းကိုရှာလိုက်ပါတယ်ကျမတို့အတွက်တကယ်ကိုပျော်ပေးချင်ပါတယ်တကယ်ပါ ဒါပေမဲ့သူကသူ့ရဲ့အရှင်တို့ကပုံစံတိုင်းမဟုတ်သလိုပဲအမြဲတမ်းတလက်လက်တောက်ပနေရဲ့ဝတ်စုံတွေကိုပဲဝတ်ပြီးတော့လူချမ်းသာရောက်ဆောင်တဲ့သူတွေနဲ့ပဲတွဲနေတော့တာပဲသူကအဲ့ဒီလူတွေချားထဲမှာဝင်ဆက်မှုတအားကြိုးစားနေတာဒါပေမဲ့အဲ့ဒါကကိစ္စတော့မဟုတ်ပါဘူးသူလည်းပြောင်းလဲသွားလာရောပေါ့ကျွန်မလည်းကိုပါတော့ကိုရှေ့ဆက်ဖို့လိုအပ်ပါတယ်ကျွန်မမိဘတွေကအခုချိန်ထိခရစ်စမတ်ပါတီကိုလုပ်နေကြတော့မသိပြီးတော့ရေဂျီနာရဲ့မိဘတွေကိုလည်းဖိတ်ထားကြပါတယ်ဒီတော့သူနဲ့တန်နီလည်းလာလောက်ပါတယ် စမမအယုံလွဲစရာတခုလိုအပ်လာပါတယ်။အဲဒါကြောင့်ဒီမှာလည်း blog tick တခုကိုလုပ်ပြီးတော့ post အစ်စ်ကိုတင်ဖို့အတွက်စံပြချွတ်ချလိုက်တာပေါ့။ပိတ်ရက်အတွင်းမှာရေးစားရအောင်လို့ဘယ်လိုရှာရမလဲ။ဒီတော့ပရိသတ်တို့ပဲ Christmas မှာအထူးစံ email ဖြစ်နေရတာမဟုတ်ပါဘူးနော်။ချစ်ရတဲ့ပရိသတ်လေးတို့ရေပြီးတော့စစ်စစ်ရဲ့ video တွေကိုကြည့်နေတဲ့လူတွေအားလုံးအတွက်စစ်စစ်စမ်းကြည့်ထားတဲ့နီလန်းလေးတခုကိုပြပြပေးချင်ပါတယ်။နံပါတ်1ကိုဆောင်ဆိုင်ကကောင်းလေးစီကိုတွားပြီးတော့သူ့မိသူ့အတွက်ထိုးပေးထားတဲ့ရုပ်စွတ်စွတ်ဆွေတာကိုချီးကျူးရမယ်။ ကောင်လေးတွေကသူတို့အမေကိုချီးကျူးတာကိုသဘောကျတယ်လေ။နံပါတ်၄ကော်ဖီဆိုင်ကချစ်စရာကောင်လေးရဲ့နောက်ွယ်မှာတွားရက်ပြီးတော့သူ့ရဲ့အမားတွေကိုချောင်းပြီးတော့နားထောက်ပါ။ပြီးရင်အိုးရှေ့ကျပဲဆိုးလို့လဲ။သူမတော်ကပဲကျမမှမယ်လို့ပြော။ဘာမဟုတ်တာလေးတွေအတွက်နဲ့လဲကောင်လေးတွေကိုထူးခြားရလို့ခံစားရအောင်လုပ်ပေးတာကလည်းသူ့ကိုပိုင်ဆိုင်မှုအတွက်သိချစေနိုင်ပါရဲ့။နံပါတ်၃ပရိသတ်တို့အပြစ်မှလမ်းလျှောက်နေတဲ့အချိန်မှာဖနက်တစ်ဖက်ကိုချွတ်လိုက်ပြီးတော့ထိုးစိုးထိုးတဲ့နဲ့ရှောင်နေပါ။ဘေးနားမှာရှိနေတဲ့ယောက်ျားကောက်တယောက်ကပရိသတ်တို့ကိုအိမ်ပြန်လိုက်ပို့ပါလိမ့်မယ်။ ဒီလိုဆိုရင်စကားဆက်ပြောဖို့အတွက်အကောင်းဆုံးပဲပေါ့ကျမလည်းနံပါတ်3ချက်ကိုစမ်းကြည့်နေတော့မှာပဲကျမဘေးနားမှာကားတစီထိုးရလာပါတယ်အဲ့ဒီသူကသိပါပြီချန်ညီတယ်ဟေးစီစီနင်းစီပြေးလာအာအင်းငါဖက်နှက်ပြတ်သွားလို့တက်လေငါနေ့ကိုအိမ်ပြန်လိုက်ဖို့ပြင်မယ်ကျမဘာဖြစ်လို့ဒီလိုလုပ်လိုက်တယ်ဆိုတာသူ့ပြပြလို့မရဘူးလေနော်နေရာခက်ခက်နေပဲနှစ်ယောက်သားတိတ်ဆိတ်နေကြကြတယ်ပြီးတော့သူကရေဒီယိုကိုဖွင့်လိုက်ပါတယ်ကြားရတာဝမ်းတာရယ်ရေဂျီနာလည်းငါတချင်းတွေကိုမကြိုက်ဘူးလေ ခဏနေမှာစကားပြောကြရင်လည်းအရှင်အရှိန်တွေလိုမျိုးဖြစ်ဖြစ်သွားခဲ့ရပါတယ်။သူနဲ့စကားပြောရတာကအရှမ်းကိုတတောင်တတရှိရလို့ခံစားရပါတယ်။ရှမလိုက်အင်ကိုရောက်တော့စိတ်ပြတ်သွားတယ်။ကျမစိတ်ထဲမှာရှိရှိလင်းလင်းသိသွားတဲ့အရာကတော့ကျမဒဏ်ိကိုပြန်ပြီးတော့လိုချင်တာပါ။ပရိသတ်တွေကျမကိုဝေဖန်နေကြမယ်ဆိုတော့ကျမသိပါတယ်။ဒါပေမဲ့ရေဂျီနာကသူ့ကိုတီးတာကလာနေနေပဲရှိသေးတယ်လေ။သူကတော့ဒဏ်ိကိုမေ့နိုင်မှာပါ။ကျမနဲ့ဒဏ်ိနဲ့ကြတော့၃နှစ်တောင်တွဲခဲ့ကြတာ။ပြီးတော့အဆုံးတော့မလာခဲ့ဘူးပေါ့။ အခုကျတော့လေကျမတို့ကလူကြီးဖြစ်နေပြီလေဟုတ်တယ်မလားပြီးတော့ပြိသက်တို့ကရောဘယ်ဘက်ကလဲအဲ့ဒါကကျမရဲ့မူလစကြံဖြစ်ပါတယ်ခရစ်စမတ်ညစာစားပွဲကကျမတို့ပထမဆုံးလှုပ်ရှားဖို့အကောင်းဆုံးခွင့်ရဖြစ်ပါတယ်ရဂျီနာရဲ့ဘေးနားမှာထိုင်လိုက်ပြီးတော့ဒန်နီရဲ့မကောင်းကြောင်ပြောဖို့အတွက်အသေးချာစီစဉ်ထားလိုက်ပါတယ်ဒီကနေ့ကဒန်နီရဲ့တချင်းဆိုတာကိုကြားပူးသားပြီပေါ့နော်ဟာအဲ့ဒီလောက်တောင်မှကီးချော်ရတဲ့သူငါတစ်ခါမှမမြင်ဘူးလေဒါပေမဲ့ဆစ်ဆရာကောင်းတယ်လေဟာโอเคထားလိုက်ပါတော့ပြီးတော့လေ ။ "तू ရကောလိုမျိုးနှာချီအောင်နေမြင်ဘူးလား။အဲငါတို့ပြောသေးတယ်။အဲ့ဒီတိုင်ကြီးနှာအောင်မချီပြလိုက်နဲ့လို့။ तू ချီလိုက်ရင်လေဝက်လိုအတန်ထွက်လာရော။ငါလည်းတစ်ခါတည်းလေအဲ့လိုထွက်ပါရဲ့။ तू ကြိုက်တဲ့တခြင်းတွေကလည်းစိုးရယ်နော်။အဲ့ဒါကြောင့်ငါလည်းသူ့ပြောင်းလဲပြဖို့လေ။ classic ပုံစံတခြင်းလေးအစားထုတ်ကြမလို့စဉ်းစားနေရ။ပြေတော့သူကြိုက်တဲ့အစားအစာတွေကလည်းတကယ်ဆိုးတာနော်ဆူရှိနဲ့ကာဖီယောက်ကိုစားလို့ရနေရဟာဘာဖြစ်လို့မက္ကဆီကန်စာတွေကိုပဲစားနေရလဲဆိုတော့ငေါနာမလဲဦး အာမက်ဆီကန်ဆာရီလားဟုတ်တယ်ဂျန်နီနဲ့ငါကမက်ဆီကန်ဆာရီကိုကြိုက်တာတော့တူတယ်လေအဲ့ဒါမကြိုက်တဲ့သူရှိလို့လားဒါပေမဲ့နင်းသီးလားအဲ့ဒါတွေကအသေးဖွဲလေးတွေပါဟာအကုန်လုံးချုပ်ကြည့်လိုက်ရင်သူကကောင်းပါရဲ့ဟာလောကကြီးမှာဘယ်သူကမှပြပြဆုံးနေဘူးလေနော်ကောင်းပြီလေငါလည်းကောင်းလေးနဲ့ခဏသွားပြီးတော့ထိုင်လိုက်အောင်မယ်ဟုတ်ပါတယ်ဒီတိုင်းတို့ရကောင်းလေးတယောက်ကိုပတ်စံပေးပြီးတော့ကျမနာမထိုင်ခဲ့ထားတာဖြစ်ပါတယ်ဒုတိယပိုင်းကတော့ဒန်နီကိုခြေဝင်းအလုပ်လုပ်ဖို့ပါရေဂျီနာကသူ့နားမှာရှဲကက်နေတာ သူ့စပင်းတွေကိုကန်လိုက် ရှင်းမောလိုက်နေဒီတော့ကျမကလည်းထက်ရစပင်းတွေကိုဖားရပုံစံလုပ်နေရပေါ့မင်းကအဆောက်ဆွဲနေရလားကျမတို့ cheese cake ကျွေးဖို့တော်လို့တယ်နောက်တစ်ခါထက်ကျေးမရှောက်ကမလေးကိုယ့်ကိုစားငါ့လားမစားနဲ့ငါကမြပြီးတော့မစားတော့နော်ပြီးတော့သူညစာစားပြီးတော့ထွက်သွားခဲ့ပါတယ်ကံကောင်းစင်တော့ regina ရဲ့ chart တွေနားနေရတဲ့ chenny ကကျမကိုသူ့စားကဖို့ဒေါ်လာခွက်ခဲ့ပါတယ်သူကဘာဖြစ်လို့အဲ့လောက်တောင်ချစ်ဖို့ကောင်းပြီးတော့ဆက်ဆောက်မှုရှိနေရလဲနော် ပြီးတော့သူကလူကြီးလူကောင်းတယောက်ရုပ်ဆိုးပြီးတော့အချင်းမကောင်းတဲ့ကောင်တယောက်ဘာဖြစ်လို့မဖြစ်ရတာလဲတချင်းရဲ့သွားတော့လူတွေကကျမတို့အပေါ်ကတစောတစ်ခုကိုလည်းညှို့ထုတ်ပြနေကြပါရယ်မစ္စတာထိုးပဲအလန်ကကျမတို့ကိုနမ်းဖို့အတွက်ပြောနေကြပါရယ်ဒန်နီကကျမရဲ့နှကန်းပေါ်ကိုအနက်ဖဖလေးပြေးလိုက်ပြီးတော့ထွက်သွားခဲ့ပါရယ်ကျမရဲ့ခန်းကတော့ဖဲလေးကတမလူမျိုးခြားခြားလေးနေခဲ့တာပေါ့ပြီးတော့သူနဲ့ရချီနာအပွဲရောက်ကနေထွက်သွားခဲ့တာကိုကျမလည်းကြည့်နေခဲ့ပါရယ် ဘရဂျီနာကစမတ်ကိုနျူထရယ်အပြောင်းတစ်ခုနဲ့အတူလျံပြီးရနှုတ်ဆက်သွားခဲ့ပါရယ်။ဟမ်နိနိပါအောင်ငါကအခုလေးရဲသူ့ရီစာကိုနန်းခဲ့တာကိုသူကငေါ့ပြပြနေရလား။ချီကောင်မလေးကတော့အတက်ကောင်လေးလာပြီးတော့လုံနေရပဲ။အကြောင်းကြောင့်ကြောင့်သူကစမတ်နဲ့ပို့ပြီးတော့ယင်းနှီးချင်တယ်လို့ပြောနေပါရယ်။နောက်ထပ်နှစ်ယောက်လောက်ကြာတဲ့အချိန်မှာသူဟာနှစ်တူကြောင့်သားရဲ့အားလုံးအတွက်ပြပွဲစားကြီးကြီးကိုလုပ်ပေးပြီးတော့ကျမတို့အားလုံးကိုလည်းဖိတ်ခဲ့ပါရယ်။သူ့ရဲ့လေးလှလှလေးတွေကိုကြည့်ပါအောင်ဟာ။ဒီပိတ်စာဘာလို့ရေးတာလဲ။အီးမေးလ်ကနေပို့လိုက်ရရှာနေရအောင်။ ဘာလို့ဆိုသူကအစာပိုးအမကိုမကြိုက်လို့လဲစစ်စစ်တင်းကိုရချီနာရဲ့နှစ်စဉ်ပရာဟိတ ပြောပွဲစားကြီးကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ကျမတို့အနေနဲ့တင်းရဲ့တက်ရောက်မှုနဲ့ရရောတဲ့လူရမ်းမှုကိုပဲလိုအပ်ပါတယ်ကျန်နာတွေကိုတော့ကျမတို့ကနေတောင်းဝင်ပြပါမယ်ပျော်စရာကောင်းတဲ့ပွဲတော်ကိုတင်လာတက်လိုက်မယ်လို့မျှော်လင့်ပါတယ်အချစ်များစွာဖြင့်ရချီနာအာငါလည်းဆိုင်ရနေပါလေချစ်ရတဲ့ရချီနာငါလာခဲ့ပါမယ်အလုပ်တော်များနေရဆိုပေမဲ့လာခဲ့ပါမယ်နော်စီစီ ွဲကြီးကလည်းအကြီးကြီးပဲပြီးတော့အဲ့မှာဂိန်းနေလည်းအများကြီးဆော့ကြသေးတယ်တနည်းနည်းနဲ့သူကကျမကိုအထန်ကြီးနဲ့တွေးပြလိုက်ပါတယ်သူကဘာဖြစ်ချင်ညာလဲတော့ကျမမသိဘူးဒါပေမဲ့သူကျမတို့ကိုစောင့်ကြည့်နေလို့ခံစားရတယ်ကိစ္စတော့မရှိပါဘူးလေတန်နီနဲ့ကျမကဘလော့တော်အတွင်းကြီးလဲစတာကိုသူမြင်နေရတော့ကျမချိန်နေနေပြီပါတယ်ကျမတာယောက်ျားလေးဆိုရင်တယောက်ရဲ့စကားကိုတယောက်အဆုံးသတ်ပေးလို့တော့ရနိုင်တယ်လေပွဲရအတွက်နောက်ထပ်ရအနေငယ်ကြတဲ့အထိကျမတို့ဆက်ပြီးတွေ့နေခဲ့ကြပါတယ် ပြဿနာကတော့ကျမဒန်နီအပေါ်မှာနောက်တစ်ချိန်လုံအောင်ကိုပြစ်ချွေသွားတာဖြစ်ပါတယ်။ကျမတို့ဘာဖြစ်လို့နောက်တစ်ချိန်လက်လွတ်ပေးရမှာလဲနော်။သူအခုကျမပေါ်မှာတခုခုခံစားနေရလားဆိုတာကိုကျမတိအောင်ဘယ်လိုလုပ်အောင်မလဲ။တနေ့နေ့မှာတော့ကျမစစ်တပ်တွေကြာနေပြီးတော့ကျမသဘောကျတဲ့နေရာလေးမှာပဲထိုင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတရားရောက်ကကျမနားမှာလာပြီးတော့ထိုင်ပါတယ်။ဒီနားမှာလူရှိနေမှလည်းမချင်တာအောင်နော်။ငါထွက်သွားပေးရမှာလား။ညဒီမှာမထိုင်ခင်အရှင်မေးရမှာလေ။ငါမှမဟုတ်ပါလားတဲ့။ ကျမတို့အလူကျော်စပီထိုင်းနေကြတော့မှရှုပ်တရထိုင်းဒီကစကားပြောလာပါရယ်။နင်မဖြစ်လို့အင်ကိုစစောပြန်မလာတော့လဲစီစီ။ငါစရပေါ်ငါရမတီနိုင်တဲ့တူရဲ့အင်ကိုပြန်မလာခြင်းလို့ပါ။ပြန်လာလိုက်ရတော့လဲကောင်းတာပဲ။အင်ပြန်လာတော့ငါမိဘတွေတော့ပြောနေတာ။အခုငါအဖေနဲ့တူတူတိတိတော်ရိုက်နေရလေ။ပရိသတ်တို့သိရလား။မိဘတွေတည်းအကောင်ဆုံးမလို့ပြနေဘူးလို့ကိုကိုခန်းစားရတဲ့အခါမှာတော့အရန်ကိုခက်ခဲတဲ့စရလေ။ဒါပေမဲ့ဒီတစ်ခေါက်တော့သူတို့ကငါ့ပေါ်ကောင်းချက်ပါရယ်။ ငါသာသူတို့အတွက်တခုခုကိုအောင်မြအောင်လို့လုပ်ပေးနိုင်ခဲ့လို့လားလို့မပြောတော့ဘူးပေါ့နော်။သူတို့တွေနင့်ကိုဒီလိုခံစားအောင်လုပ်ခဲ့ကြလို့ငါစိတ်မကောင်းပါဘူး။ဒါပေမဲ့ငါတားတွေကိုလုံးဝကြီးမဆိုင်ဘူးဆိုတာအနေသိရမလား။ဟုတ်တယ်လေ။နင်ကအမြဲတမ်းထူးခြားနေကြတာပဲ။သူကကျမမျက်နှာနားမှာကြာနေတဲ့အစပင်လေးကိုတက်ပေးပြီးတော့နိနိကက်ကက်ကြည့်တူလာပါရဲ့။အဲဒီစီမရောက်တဲ့သူဖုန်းကမြည်လာပြီးတော့ကျမတို့လည်းလူရှင်းခွာလိုက်ပါရဲ့။ပြီးတော့သူသွားမှဖြစ်တဲ့အကြောင်းကိုတော်တော်လေးပြောပါရဲ့။ သူထွက်တော်ရသေးကြတော့မှကျမလည်းအပျော်ကြီးပျော်ပြီးတော့ထားကုန်လိုက်ပါရယ်။သူကျမပုံမှာခန်းစားချက်ရှိနေသေးတာပဲ။ဒါဆိုသူရချင်နာနဲ့ပြအောင်လုပ်ဖို့အတွက်ချီချက်ပို့ပြီးတော့ကျမပေါ်ခန်းစားချက်တွေကိုတင်ချောင်လုပ်ဖို့ပဲစံတော်ရယ်။နောက်တနေ့မှတော့ကျမလည်း shopping mall ကိုရောက်နေခဲ့ပါရယ်။ကျမအဝယ်လေကနေကိုဝင်တဲ့အချိန်မှာကမလေးနှစ်ယောက်ကဝစ်စီပေးနာမှာပြောနေတဲ့စကားတွေကိုကျမကြားလိုက်ရပါရယ်။ဒီဝစ်စုံကတော့မဖြစ်ဘူးနော်။ငါတို့ကဆက်ဆက်ပွဲကိုမနေ့ဖြန်နေ့တက်ကူပါတီမှာကျင်းညာမှာဟာ။ အဲ့ဒါကြောင့်ထိတက်ပို့ပြီးတော့လှလာလေးဝေးရမယ်။ဘာ?ဘာပြောလိုက်ကြတယ်။ဒါဆိုဂျန်နီကစစ်လို့ရှာနေပြီပေါ့။အဖေကကုမ္ပဏီရဲ့ယာတူတစ်ခုကိုပေးဖို့အတွက်သူ့ကန်လန်တာလေးပြီးတော့ဘဲကနေဘလိုပဲချစ်ချစ်ငါကလည်းသူ့အတွက်ကောင်းလို့နေတယ်။အဲ့ဒါကသူ့အတွက်ကောင်းလို့နေပြီလေ။ဒါဆိုရင်စစ်စစ်ကိုရောဖိတ်မလား။နေမဖြစ်လို့သူ့နေရာတကာလိုက်ဖိတ်နေလဲငါစဉ်းစားမရဘူး။သူ့လို့တော့ငါကပို့ချီနေမှတိတအောင်လို့လေ။စစ်စစ်အထက်တန်းတော့ကဘလူပိုဇယ်လက်စထရာနေမိသွားလား။ တူအငေါဘရုံးကမှသတိတောင်ထားခဲ့မိအောင်မဟုတ်ဘူးငါကသူ့တော်တော်ကိုပြောက်လူသားပဲအခုတော့သူကငါ့ကိုပြန်ပြီးတော့အကြည့်နေရပြီလေပြီးတော့ဒီပွဲကိုလည်းငါသူ့မဖိဘူးဒန်နီကိုဖိတ်ခိုင်းမှာကျမကရေဂျီနာကိုတမင်တကာလေးလူရှိခဲ့တာမဟုတ်ပါဘူးသူ့ပုံစံကတခြားရှက်တက်တဲ့ကလေးတွေလိုပဲလို့ထင်ခဲ့မိတာပါကိုပါတာကိုတယောက်တည်းနေကြည့်ကြတဲ့ကလေးတွေပေါ့သူဘာဖြစ်လို့အဲ့ဒီလောက်ထိတော့မှခက်ခက်တိတိဖြစ်သွားလဲဆိုတာကျမလည်းစဉ်းစားမိရပါဘူးသူ့ချစ်ရတာဒန်နီကိုလည်းချစ်ပုံမရဘူးလေ ထန်နီကိုသူထိန်းချလို့ရတဲ့လူတယောက်လိုပဲမြင်နေတာဘာလို့ဆိုသူကထန်နီထက်တာရဲဆိုပြီးတော့သူ့ကိုသူထိန်းနေလို့ပါကျမကသူ့အခုချက်ချင်းပြက်ပြက်မှဖြစ်နေမယ်ဒါပေမဲ့ तू ကစစ်စစ်တော်မှလေ तू လည်းဒါတော့စစ်စစ်မိပါပဲကျမလောက်အမဲအရှာကတော့ရဂျီနာရဲ့နှစ်တက်ကူပါတီဘက်ကိုဖျက်ဆီးရမှဖြစ်ပါတယ်ပြီးတော့အောင်းရဲ့ခြေထဲမှာအဲ့ဒီစစ်စစ်ဘွက်ကိုကန့်ကွက်တဲ့အကြောင်းကိုထပ်ပြီးတော့ပြောလိုက်မယ်โอเคเลยအခုတော့ကျမရဂျီနာရဲ့နှစ်တက်ကူပါတီဘွက်ကိုဖောက်ဝင်သွားတဲ့နေရာစီကိုတွားလိုက်ရအောင် ။ဒီစစ်စစ်ပွဲကိုကန့်ကွက်ပါရယ်။ရေဂျီနာကအထန်းဒီကိုတကယ်မချစ်ဘူး။ဂျန်နီကကျွန်မလမကိုလှမ်းဆက်ပြီးတော့ဒေါသဒဂျီနဲ့ကျွန်မကိုဆွဲခေါ်သွားပါရယ်။စစ်စစ်နေပါဖြစ်နေရလဲ။ဂျန်နီရေဂျီနာနဲ့မစစ်ဆက်ပါနဲ့ဟာ။ तू ကနင်းနဲ့မလိုက်ဘူး။ငါတို့ကလိုက်တယ်မလိုက်ဘူးဆုံးဖြတ်အောင်။နင်းကဘာမို့လို့လဲ။ငါသိတယ်။ तू ကသူ့ကိုသူနှစ်အတွက်အရန်ကိုကောင်းလို့နေရလို့ထင်နေရ။ပြီးတော့သူကမျိုးသူ့ကောင်လေးညထားပြီးတော့အမျက်ထုတ်နေတာရေဂျီနာငါ့ကိုချစ်တယ်။ဒီစစ်တလို့ तू အမချစ်ဘူးနော်။ နေ့ကနေမှန်တယ်လည်းပြန်ကြည့်အောင်နေ့ခု9နှစ်ဆုံးနေ့ဆက်ရဲ့အတွင်းမှာဝစ်ဆုပ်ပြေဝစ်တာကလွဲပြီးတော့အချားဝတ်ကိုဝစ်တာမတွေ့ဘူးသေးဘူးလေသူကနေ့ကိုသူ့ရဲ့ဟန်ဆန်လောကတွေကိုအံဝင်ခွေကြဖြစ်အောင်လို့ပြောင်းလဲပေးနေတာနေပါရပြောနေရလဲโอเคဒါဆိုလဲနေသူနဲ့မဆစ်စက်နဲ့ဘာလို့လဲဆိုတော့9နှစ်ချစ်နေလို့ဟမ်နေပါပြောလိုက်တယ်ဟုတ်တယ်9နှစ်ချစ်တယ်လို့ပြောလိုက်တာငါရဲ့နောက်ဆုံး cheese cake ကိုလည်းနေ့ကိုကျွေးရမယ်ဆိုရင်လည်းဖြစ်ပါရဲ့ဟာဒါမှမဟုတ် bye ဖြစ် ဘာဖြစ်ဖြစ်ငါလုပ်ပေးမယ်ဟာငါ့ကိုပဲရွှေပါနော်ငါ့ကိုပဲချစ်ပါနေခု Meredith ရဲ့ Chris Anatomy မင်းကိုနေရာစာကြောင်းကိုပြောလိုက်တာလားသိပါပြီကျမတို့အဲ့ဒီပြပွဲကိုအတူတူသွားကြည့်ခဲ့ပူတော်ကိုမေ့သွားတယ်ဟုတ်ပြီလေငါရှုသုံးလိုက်တယ်ကွာဒါပေမဲ့ငါတကယ်အတူလိုခန်းစားရလို့ပါနေငါ့ library ကစားနေရပါစီစီနေထွက်သွားပြီးကြတော့ငါ့ကိုတစက်လေးမှတော့လှည့်မချစ်ခဲ့ဘူးလေမဟုတ်ပါဘူးအရှင်ကဘာမဟုတ်တဲ့သူတရားကအခုချိန်မှာအောင်မြင်ပြီးတော့မှ ဲ့လိုနဲ့နေရအတူတူရှိနေရကိုငါသဘောမချတာပါငါတွေကအရှင်တော်ကလည်းအဆင်မပြေခဲ့ပါဘူးအခုလည်းဘရမအဆင်ပြေမှာမဟုတ်ပါဘူးကျမရဲ့အခုခန်းစားချက်ကြီးကပြစ်သွားတော့ကထထမှာပို့ပြီးတော့ခန်းစားနေရပါသေးတယ်ပြိတ္တတို့ကတော့ကျမကိုကြည့်ပြီးသဘောချနေကြမှာပေါ့အစ်စ်မကောင်းတဲ့သူတွေကျမဒီမှာထပ်ပြီးတော့မနေနိုင်တော့ဘူးဒီတော့ကျမလည်းအထုပ်ပွဲတွေကိုပြင်ဆင်ပြီးတော့မိဘတွေကိုနှုတ်ဆက်လိုက်ပါတယ်တမင်းစီကိုအဖေနေတိုင်းတက်တော်လေးပို့ပေးမယ်နော်တမင်းလည်းစားနေပါမယ်ဖေးမစမ်းစားလာလဲနော်စီစီ အာတမီးကိုဆီဆီလီယာလို့မခေါ်တော့ဘူးနော်ဟာမှားပြီးတော့ထွက်သွားတာနေမှာမျက်လုံးနဲ့ကိုနောက်ထပ်တစ်ခုခုဝင်သွားတာများလားအမ်ဟုတ်မယ်ထင်တယ်မစားခင်ပြန်လာလိုက်ခဲ့မယ်နော်တတနောက်တစ်နေ့ကတော့တော်တော်လေးကိုတနာဆရာကောင်းနေနေပါပဲတကားဘဲကဆက်တိုက်မြင်နေခဲ့ပါတယ်ဖွင့်လိုက်တဲ့အခါတန်းကိုတွေ့သွားပြီးတော့အချမအောင်တော့ပါတယ်ညဒီမှာဘာလုပ်နေရလဲငါရဂျီနာနဲ့မဆက်ဆက်နိုင်ခဲ့ဘူးညပြောခဲ့တာတွေအားလုံးကမှတ်ပါတယ်ငါသူနဲ့တကယ်ကိုမလိုက်ဖက်တာပါ အဲ့ဒါကြောင့်ငါနေရွှေမယ်အာဒီမဲ့ကိုလူငါ ace ကကြီးကိုပြန်ပြီးရုပ်သိမ်းနေနော်မရှိကြလို့ပဲသဘောထားလိုက်တော့5ဖြစ်ပါဟာငါနေရွှေရဲ့နော်နေမဲ့ပြောတော့လေငါတို့ကအစီအပြေမှာမဟုတ်ဘူးဆိုအစီအပြေမှာပါအဲ့တော့ဆိုတော့ငါတို့စူးစမ်းကြည့်ရမှာလေဘာလို့လဲဆိုတော့ငါနေချစ်တဲ့စီစီဒီလိုနဲ့ပဲကျမတို့ကပျော်ရွှင်ရွှင်ရံပြည့်နေနေတွားစားလေးတတိပေါ့ဆယ်လန်လေးကတော့ဒီလောက်ပဲပြည်သူတို့ကဒီလိုပုံစံလေးတွေကိုသဘောကျတာလား ဒါဆိုရင် comment လေးမှာမပေးခဲ့အောင်နော်ဒီလိုပုံစံလေးတွေကိုမြန်မြန်လေးတင်ဆက်ပေးနေပါမယ်နောက်မှတွေ့ကြမယ်နော်တတား